အီရန်ဟာဣဇရေကိုပရောဆုံတိုက်ရိုက်ဒုံးကျည်ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ကြေညာချက်မှာဣဇရေကကွေတပ်ဖွဲ့ IDF ကဒုံးကျည်တွေကိုအီရန်ဘက်မှပြုတ်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။အီရန်ဟာတနင်္ဂနွေနေ့အစောပိုင်းမှာဣဇရေဘက်ကိုတီးချလိုင်းတစ်ခုဖြင့်ပတ်ထိန်ဒုံးကျည်22ခုနဲ့ဆင်းခန့်ပြုတ်ခဲ့ပါတယ်။ဣဇရေကိုဒုံးကျည်တည်နေပြစ်ခတ်မှုကြောင့်အစီလက်ပိုင်းမှာတင်းမာမှုတီးတဲ့တာမြင့်တက်လာခဲ့ပါတယ်။ Israel media ရဲ့ပြောပါချက်အရ Haifa Tel Aviv နဲ့အခြားနေရာတွေမှာကြီးမားတဲ့ပောက်ကွဲသံတွေတားခဲ့ရပါတယ်။ ဟိုင်ဖာဂျူးစလင်မျိုးအပါအဝင်အစ္စရေးနိုင်ငံတဝမ်းမှာအော်ဂိုတန်နေထွက်ပေါ်လာပြီးလူမျိုးကိုကုလုံဘိုးအတွက်ညှို့ချခဲ့ပါတယ်လူ66ဦးခန့်တရားရရှိပြီးတော့တရားရကအပေါ်စားကနေအသက်အန္တရာယ်အထိရှိနိုင်ပါတယ်တရားရသူတွေကကလင်း2ဦးလည်းပါဝင်ပါတယ်တယ်လီဗစ်ဟိုင်ဖာနဲ့ဂျူးစလင်မျိုးမှာဒုံးကြီးပြလိမှုတွေနဲ့ပောက်ကွဲမှုအများပြားကိုမြင်တွေ့ခဲ့ရပါတယ်ဆိုပါပောက်ကွဲမှုများတဲ့ကအချို့ကိုဗီဒီယိုမှာဖမ်းမိခဲ့ပါတယ်ပောက်ကွဲတဲ့ကြောင့်ထိတဲ့ကြားဖြစ်ခဲ့ရပြီးဒုံးကြီးအချို့ကအစ္စရေးကာကွယ်ရေးကိုဖျက်ချနိုင်ခဲ့ပါတယ် အီရန်နျူကလ িয়ার စကန်တွေကိုအမေရိကန်ကလေကြောင်းမှတိုက်ခိုက်ပြီးနောက်ဖရောင်စုံတန်းဒိုက်ရိုက်တံပြန်တိုက်ခိုက်တဲ့ဒုံးကျည်တွေဖြစ်ပါတယ်အမေရိကန်ကဖော်ဒိုနာတန်နဲ့အက်စ်ဖာဟမ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်အီရန်ရဲ့ဒုံးကျည်တိုက်ခတ်မှုကသူတိုက်ခတ်မှုအတွင်းဘုံးကျည်ဘုံးများနဲ့တော်မဟော့ဒုံးကျည်တွေကိုအုံပြွေ၍အမေရိကန်ကိုတုံ့ပြန်ခြင်းဖြစ်ပါတယ်ဟိုက်ဖာမှာရှိတဲ့အခြေခံဆောက်ရအပဝင်အစွေရှိမတူညီတဲ့နေရာ၁၀ခုကိုထိခိုက်ခဲ့ပါတယ် အစ္စရေးရဲ့ဒိုင်ယန်တုံးနဲ့အခြားကာကွယ်စနစ်တွေကိုလည်းအသုံးပြုနိုင်ပြီးတော့စူပါစစ်တရားဝင်လာတဲ့ဒုံးကျည်အများစုကိုဖျက်ချနိုင်ခဲ့ပြီးတော့ပြည်စစ်ဆုံးမှုတွေကိုကန့်တတ်နိုင်ခဲ့ပါတယ်။ဒီဒုံးကျည်ပြခတ်မှုကလက်တော့ပြောင်းခြင်းနိလန်တွေပိုရှိတယ်ဆိုတာကိုပြသတယ်လို့အီရန်ကပြောပါတယ်။အီရန်ကလည်းနျူကလ িয়ার မပြန့်ပွားရေးသဘောတူစာချုပ် NPT မှနှုတ်ထွက်နိုင်တယ်လို့ဆိုတယ်။ဒီဒီနေ့မှုကြောင့်ဒီတိုက်ခတ်မှုကြောင့်ပြင်းထန်ပြီးကြီးထွားလာတဲ့ချိန်ချောက်မှုကိုကိုစားပြုတယ်လို့အစ္စရေးကသတိပေးထားပါတယ်။ ဒီဖြစ်ရတွေကဒေတာတွင်းမှာပိုကြီးတဲ့စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ကမ္ဘာလုံးဆိုင်ရာဒေတာသူတွေကတိပေးပါတယ်။အခြေချုပ်ပြောရမဆိုရင်တော့အမေရိကန်ဓမ္မရဒေါ်နယ်ထရန့်ကအီရန်နျူကလ িয়ার နေရာတွေကိုတိုက်ခိုက်မယ်လို့ကြေညာပြီးဂျပန်ကမှပဲအခုလိုဒုံးကျည်အတားအဆီးတွေဖြစ်ခဲ့တာပါ။ဒါကအမေရိကန်ရဲ့တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကပထမဆုံးဒုံးကျည်တွေတိုက်ရိုက်ပြစ်လို့တာဖြစ်ပါတယ်။တိုက်ရမှုတွေကကြောက်ရွံ့မှုနဲ့ထိခိုက်ဒဏ်ရာရမှုတွေဖြစ်ခဲ့ခဲ့တော့လဲ။ အစ္စရေးကာကွယ်စနစ်တွေကြောင့်ကျွန်တော်အများစုကအောင်မြင်စွာရပ်တန့်နိုင်ခဲ့ပါတယ်တင်မောင်မှုများကြီးထွက်လာတဲ့နဲ့အမျှတုတ်ပြန်ရေးဂျိုးပန်းမှုများနဲ့တရမကြီးရဆွေးနွေးပွဲများအစီအဟုမြန်မြန်ဆန်လာပါတယ်တကဘာလုံးကလူတွေကအနိကစောင့်ကြည့်နေကြပါတယ်ဤဖြစ်ရသည့်ဆေးလက်ပိုင်းမှာပုံမကြီးထွားတော့ကြီးမာတဲ့ပြိပကအဖြစ်တို့လင်းမြန်စွာကြီးထွက်လာနိုင်ပါတယ်